အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပြမယ်ချွန်ရောက်ရှိလာပါပြီတော်လိုင်းညချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါရခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့အမေစုပါဝင်နိုင်ငံရေးကျင်းသားတွေကိုလှုပ်ပေးဖို့နဲ့အကြပ်ပစစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတုယောင်ဖြစ်နေကြညာခဲ့တဲ့ပြင်သစ်သမရကိုကျေးဇူးတင်ကြောင်း NUG ကပြောဆိုလာပါတယ်ဘလူးကြီးရွာမှာရှိတဲ့ DKBA ပိုင်းကြားဖြန့်ယုံကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုမှာပြည်သူနှစ်ဦးနဲ့ DKBA တပ်ဖွဲ့ဝင်2ဦးသေဆုံးသွားပါတယ်ခင်ဗျာရုပ်ရှင်လောကသားတွေရှယ်ယာထည့်ထားတဲ့မန္တလေးကရုပ်ရှင်ယုံတဲ့မိလောင်သွားတယ်လို့သိရပါတယ်အကြံဖက်စစ်ရာဇဝေးသားမင်းအောင်လှိုင်ကို ICC ဖမ်းရန်ထုတ်ပေးဖို့လိုအပ်နေပြီဖြစ်ကြောင်းတမ္မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်ခင်ဗျာအာဆီယံဒေသတွင်အစိုးရဝန်ထမ်းစွမ်းဆောင်ရည်အညွှန်းကိမ်းမှာမြန်မာကဘယ်ဆင့်မှာရှိနေပါသလဲဒီသတင်းလေးနဲ့ဒူထူးထူးခြားခြားသတင်းပြစင်ကြောင်းရာတွေကိုနားဆင်ရပါပါခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ဖို့ရန်ကုန်မြို့မှာနေတဲ့လူထုတွေကိုစီယုံလှုံ့ဆော်တဲ့ရုံတံဖိုင်ကိုရန်ကုန် Revolution Force YRF ကတင်ဆက်လာပါတယ်ခင်ဗျာအဲ့တော့ဒီရုံတံဖိုင်ကကြည်နေရင်းနဲ့ကြက်တိထားတဲ့ရုံတံဖိုင်မှာရန်ကုန်ကိုပြန်မြောက်ထားကြပြီဖြစ်တဲ့ကျွန်တော်တို့အတွက်တော့လွမ်းတရာအငွေ့တက်တွေလည်းဒီရုံတံဖိုင်ထဲမှာမြင်တွေ့ရပါတယ် YRF ကအခုလိုရေးသားပြီးတော့ပြည်သူကိုတင်ပြလာတာဖြစ်ပါတယ်ခင်ဗျာအကြံပေးဆိုစုက သူတို့ကြုံတွေ့နေရတဲ့လက်ရှိနိုင်ငံရေးစီးရဲခက်ခဲတွေကနေလွတ်မြောက်ဖို့နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ရွေးကောက်ပွဲကိုစီစဉ်နေတယ်ဆိုတာလက်မြန်မာဆင်သွားတယ်လို့ထင်ရှားနေပါတယ်။လမ်းမှန်ပေါ်မှာအရှင်ရဖွံ့ဖြိုးစာပြုနေပြီဖြစ်တဲ့အတိုင်းပြည်ကိုအတရားဓမ္မအာဏာသိမ်းယူပြီးတော့လူထုဘဝကျက်တဲနေပါအောင်ရွေချက်ရှိရှိလွတ်ယူခဲ့တဲ့မေအောင်လိုင်းစစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုပါတယ်။စစ်မှန်တဲ့နိုင်ငံရေးထွက်ပေါက်ဆိုတာစစ်အုပ်စုရဲ့ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ပါဘူး။ ပြည်သူတွေတောင်းဆိုနေတဲ့တရားမျှတပြီးတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးပဲဖြစ်ပါတယ်။ပြည်သူလူထုပေါ်မတရားတဲ့ဥပဒေမတရားသဖြင့်ဖိနှိပ်ရက်ဆက်ထားတဲ့အထွေထွေဖိနှိပ်မှုမျိုးစုံနဲ့စစ်အာဏာရှင်စနစ်ဆက်လက်တပ်ဆိုးရှိဖို့အတွက် မကြခင်ပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်ရွေးကောက်ပွဲဟာစစ်ကောင်စီလိုအပ်နေတဲ့သူတို့အတွက် နိုင်ငံရေးထွက်ပေါက်ပဲဖြစ်ပါတယ်။2020ခုနှစ်နောက်ပိုင်းကျိမ့်မိတ်တီးခံခဲ့ရတဲ့ခံပြမှုတွေ၊နာကျင်မှုတွေ၊မကျေနပ်ချက်တွေ ဒုက္ခတွေကိုအောက်မေ့ရင်ထွက်ပေါက်မပေးဘဲဆရာနာရှင်စနစ်အလုံးစုံပြိုကျပျက်စီးတဲ့အထိဆက်လက်တောင်းခံပေးကြဖို့မိဘပြည်သူတွေကို လေးစားစွာနဲ့တိုက်တွန်းလိုက်ရပါတယ်ဆိုပြီး YF ကအခုရုတ်တံဖိုင်နဲ့အတူတင်ပြလာတာဖြစ်ပါတယ်ခင်ဗျာ။ဟောဒီကနေ့ပဲမြင်းနေကောင်ဘာကဆီရတယ်မသိဘူး။မိတော်မေ့နေတယ်အေးအတိတော်မကတဆင်းနဲ့လာတာဆိုတော့ဟုတ်ရဲ့ထပ်ပေါက်မပေးနဲ့။ဟုတ်။ပါလေ။ဒီမှာလေးကိုလိုက်ပြောလို့ရ။ ခပ်ပေါက်မပေးနဲ့ဟမ်ဟောလေးဟောလေးတခုလောက်ပြောလို့ရမှာဟုတ်ပါပြီခပ်ပေါက်မပေးနဲ့မမဟောလေးတခုလောက်ပြောလို့ရမှာခပ်ပေါက်မပေးနဲ့အန်ဒီဟောလေးတခုလောက်မွေးလို့ရမှာဟောခပ်ပေါက်မပေးနဲ့ဟောလေးအန်ဒီတခုလောက်မွေးလို့ရမှာအဲ့ တမိလေးဟိုဈေးထဲကဒီတက်တဲ့သွားဟောဟုတ်အဲ့ဒီထပ်ပတ်မပေးနဲ့ထပ်ပတ်ထပ်ပတ်မပေးနဲ့အဲ့ဒီတကူလောက်မေးလို့ရတာထပ်ပတ်မပေးနဲ့ဟွတကူလောက်မေးလို့ရမလားလေရဟောထပ်ပတ်မပေးနဲ့ထပ်ပတ်မပေးထပ်ပတ်မပေးနဲ့တပြည့်အောင်မေးလို့ရတယ် ถ้าป้าหมดไปเนี่ยอะไรมามามาถ้าป้าหมดไปเนี่ยมามามาถ้าป้าหมดไปเนี่ยถ้าป้าหมดไปเนี่ยนะถ้าป้าหมดไปเนี่ยนะครับมามาดิถ้าป้าหมดไปเนี่ยนะใช่ถ้าป้าหมดไปเนี่ยนะมามาดิถ้าป้าหมดไปเนี่ยนะถ้าป้าหมดไปเนี่ยมามามาดิ ထပ်ပေါက်မပေးနဲ့နော်အကိုဟိုကလေးထပ်ပေါက်မပေးနဲ့နော် ောက်ထပ်သတင်းဒီပုံအနေနဲ့ကရင်ပြည်နယ်မြောက်မြို့တောင်ဘက်ဘလူးချစ်ကျေးရွာဖရားကုန်းနီးမှာရှိတဲ့ DKB အပိုင်းနဲ့ကြားဖြန်ရုံကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ပြည်သူ၂ဦးနဲ့ DKB ရဲ့တပ်ဖွဲ့ဝင်၂ဦးသေဆုံးကြောင်းကရင်စီရဲသတင်းမြစ်ကပြောပါရခင်ဗျာဒီနေ့နိုဝင်ဘာ13ရက်နေ့မနက်7:00နာရီခွဲအချိန်လောက်ကမြောက်မြို့တောင်ဘက်ဘလူးချစ်ကျေးရွာဖရားကုန်းနီးမှာရှိတဲ့ DKB အပိုင်းနဲ့ကြားဖြန်ရုံကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ကြားဖြန့်ယုံအဆောင်ဂိတ်ပေါ်ကိုတဲ့တဲ့ကြောက်ရောက်ပောက်ကွဲပြီးပြည်သူ၂ဦးနဲ့ DGB 2ဦးစုစုပေါင်း4ဦးတေဆုံးခဲ့ရတာဖြစ်ပါတယ်။အဲလိုလက်နက်ကြီးထိမှန်မှုကြောင့်ဒဏ်ရာရရှိသူတွေကိုထိုင်းနိုင်ငံမဲဆောက်ဆေးရုံကြီးကနေလူနာတင်ကား9စီးနဲ့တေဆောင်သွားတယ်လို့သိရပါတယ်။အခြားကရင်စည်သတင်းမြစ်တစ်ခုကတော့စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တရုတ်2ဦးနဲ့အခြားလူ4ဦးဒဏ်ရာရရှိပြီးတော့ DGB 2ဦးနဲ့ကြားဖြန့်ယုံလုံခြုံရေး2ဦးတေဆုံးတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ အော်ဒီဘလာ19ရက်နေ့ကစတင်ပြီးတော့အကြမ်းမဆေးစုက BGF ပိုင်တဲ့ KK Park မှာရှိတဲ့ကြားဖြန့်ယုံကိုအယောင်ပြစီးနှင်းဝင်ရောက်ခဲ့ပြီး BGF ကလည်းမိုင်းခွဲဖြက်စီးတာတွေတပ်တွေတွေကိုလက်ဆဖျောက်တာတွေကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဆေးစုထိန်းချုပ်ရာမြရီမျိုးပေါ်ရက်ွက်တွေနဲ့ကြီးရွာတွေအပါဝင် DKBA BGF ထိန်းချုပ်ရာလေကေကိုမျိုးတစ်ဝလီဒေတာနဲ့၆ခက်ဒေတာတွေမှာကြားဖြန့်မြောင်များစွာရှိနေကြောင်းသိရပါတယ်လက်တလုံးနိုဝင်ဘာလ12ရက်နေ့မေဂန်ဆိုရာကကြားဖြန့်ဝင်တွေကို တီထောင်လုတ်ကင်နေတဲ့ DKBA နဲ့ခေါင်းဆောင်လေးဦးကိုဒဏ်ခတ်အရေးယူပိတ်ဆို့တဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်ပြီးကြားဖြတ်နေနေရေးအထူးဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုဒ်တွေနဲ့ရုပ်ရှင်လောကသားတွေရှယ်ယာထည့်ထားတဲ့မန္တလေးမြို့ကရုပ်ရှင်ယုံသစ်ဒီကနေ့ညနေပိုင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီနေ့နိုဝင်ဘာလ23ရက်ညနေ9:00လောက်ကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်86လမ်း52လမ်းအနီးမှာဆောက်လုပ်ဆဲဖြစ်တဲ့ ရုပ်ရှင်ယုံဟာမီးလောင်ကျွမ်းခဲ့တာပါယုံကဖွင့်တော်မယ်ကြားနေတာယုံအစ်ကြီးလောင်တာလို့ဒေသခံမျိုးသားတူကပြောပါတယ်အဲ့ဒီရုပ်ရှင်ယုံဟာ2020ပြည့်နှစ်မှာစတင်တိစောက်ခဲ့တာဖြစ်ပြီးကုပိကယောဂာနဲ့တိုးလို့ဆောက်လုပ်ရေးတွေရနာခဲ့တာဖြစ်ကြောင်းတခါမှမပြရသေးတဲ့ယုံအစ်စ်ဖြစ်ကြောင်းဒေသခံတွေကဆိုပါတယ်မင်းရဲ့နေငယ်ကြတဲ့လောင်ကျွမ်းမှုမှာရုံအပြင်ပိုင်းပျက်စီးမှုမရှိပေမဲ့အတွင်းကနေပျက်စီးတယ်လို့မိသက်တေစီကနေသိရပါတယ်။ဘယ်လိုကနေစတင်လောင်ကျွမ်းခဲ့တယ်ဆိုတာတော့မသိရသေးပါဘူးခင်ဗျာ။ဒီရုပ်ရှင်ရုံတွေဟာ ပြည်ပယင်းနှိမ့်ညွတ်မှုနဲ့2018ခုနှစ်ကနေရုံတရာစီမံကိန်းအဖြစ်စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရုံတရာမပြည့်ခင်မှာပဲ2020ပြည့်နှစ်ကိုဗစ်ကာလနဲ့တိုးပြီးတော့ရုံတွေပိတ်သိမ်းခဲ့ရတာပါ။အာဏာသိမ်းကာလအတွင်း2022ခုနှစ်ဧပြီလမှာရုပ်ရှင်ရုံတွေပြန်ဖွင့်ခဲ့ပေမဲ့လူလာမကြည့်ကြလို့ရုပ်ရှင်ရုံတွေရဲ့ထက်ဝက်နီးပါးအပြီးပိတ်သိမ်းလိုက်ရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေတော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးရင်းနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတုယောင်ဖြစ်ချင်ညာခဲ့တဲ့ပြင်သစ်သမ္မတမက်ခရိုကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မနေ့ကနိုဝင်ဘာလ12ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နန်းစုမအောင်တို့ကပြည်ထစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အရှိတောင်အာရှဌာနမှုအသစ်မြန်မာနဲ့ထိုင်းတာဝန်ခံအသစ်မြန်မာအတွက်ပြင်သစ်ထူးကိုယ်စားလှယ်တို့နဲ့တွဲဆုံဆွေးနွေးတဲ့အချိန်မှာအခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်ဒီတွဲဆုံမှုမှာနိုင်ငံတော်တမန်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်တမရာယူဦးဝင်းမြင့်နဲ့တကွမတရားသဖြင့်ဖမ်းဆီးတာကိုခံရသူအားလုံးလွတ်ပေးဖို့အတွက်တောင်းဆိုခဲ့တဲ့ပြင်သစ်တမရာမခရိုကိုကျေးဇူးတင်ရှိကြောင်းစစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရားဝင်ယက်တီချက်ကိုထုတ်ဖော်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း အန်ယူဂျီကထုတ်ဖော်ပြောဆိုလာတာပါဒါပြင်လူသားချင်းစာနာတဲ့အကူအညီပေးအပ်နေမှုတွေလက်ရှိမြေပြင်ခြေနေတိုးတက်မှုတွေတော်လိုင်းအင်အားစုတွေရဲ့ရှေ့လုံငန်းစဉ်တွေနဲ့အကခဲကြုံနေရတဲ့မြန်မာနိုင်ငံသားတွေကိုဆက်လက်ပြီးတော့အကူအညီတွေပေးဖို့အဲ့ဒီအချက်တွေကိုအဓိကထားပြီးတော့ဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗျာမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုဆိုင်ကိန်းစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြင်သစ်ဆိုရာကနိုဝင်ဘာလ10ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီး စစ်ဆိုးရကသူတို့ထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေမှာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းတွေနဲ့မကိုက်ညီကြောင်းပြည်သက်ဆိုးရကထောက်ပြပြီးတော့ကြေညာချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်အော်တိုဘားလတ်တရက်နေ့ကလည်းပြည်သက်သမရကမေတော်ဆန်းစုကြည်ထံကိုစာပေးပို့ခဲ့ပြီးပြည်သက်နိုင်ငံအနေနဲ့သူမကိုမမေ့ပါကြောင်းပြည်သက်သမရရဲ့စာမှာထုတ်ဖော်ပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ ပြည်သက်သမရကအမေတော်ဆန်းစုကြည်တို့လိမ့်မှုပြီးတော့ရေးသားခဲ့တဲ့စာကိုအမေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူခင်မရစ်ထံကိုပေးပို့ခဲ့တာလည်းဖြစ်ပါတယ်ပြည်သက်သမရရဲ့စာမှာအမေတော်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းလည်းထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲမြန်မာပြည်သူတွေပေါ်စစ်ရာဇဝတ်မှုတွေဆိုးဆိုးဝါးဝါကျူးလွန်နေပြီးတစ်ဖက်မှာလည်းအတွေ့အကြုံရွေးကောက်ပွဲကိုစီစဉ်ကထွက်ပေါက်ရှာနေတဲ့အာဏာသိမ်းစစ်ကော်မရှင်ကိုဒီဗီဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့အမြန်ဆုံးဖမ်းရမ်းထုတ်ဖို့လိုအပ်နေပြီဖြစ်ကြောင်း ုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုလိုက်ပါရခင်ဗျာ80ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံကြည့်စည်းဝေးရဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစီရင်ခံစာခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမန်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကနေမြန်မာပြည်သူတွေပေါ်ကျူးလွန်နေတဲ့စိုးရွားတဲ့စစ်ရောက်သည့်မှုကိုတားဆီးဖို့ကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့နဲ့ကျူးလွန်သူတွေအပြစ်ပေးအေးအေးယူခြင်းကနေကင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံအတွင်းကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့ပုံမှန်7နှစ်3ကြေညာချက်ကိုမြန်မာညွှန်ရေးဆိုရာကပြည်ပဆိုင်ရာ ရာဇဝတ်တရားရုံး ICC ရဲ့မှတ်ပုံတင်အရာရှိထံကို တင်ပြပြီးတဲ့နောက် ICC တရားစွဲအရာရှိကစကောက်ဆောင်မေးအောင်လိုင်းကိုဖမ်းရမ်းထုတ်ပေးဖို့တရားရုံးကိုလျှောက်ထားခဲ့တာဖြစ်ပါတယ်။အဲ့လိုလျှောက်ထားပေးခဲ့မှုကြောင့်မြန်မာပြည်သူတွေဟာမျှော်လင့်ချက်တွေမြင့်တက်ခဲ့ရပေမဲ့တနှစ်နီးပါးအချိန်ကြာမြင့်လာတဲ့အထိ တရားစွဲအရာရှိရဲ့ရှောက်ထားမှုနဲ့ပတ်သက်ပြီးတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့ဓမ္မကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့စိတ်ပြတ်မှုပုံမကြီးမလာနေပြီး ICC ရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့လည်းဓမ္မကြီးဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။ဒါပြင်စစ်တပ်ကသူတို့ရဲ့ကြီးလေးတဲ့စစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့ရှောင်လွှဲဖို့အတွက်ကြိုးပမ်းနေပြီးဥပဒေမဲ့ဖမ်းဆီးချုံနှောင်ကန့်သက်တပ်ဖြတ်မှုတွေအောက်မှာတရားမျှတဖို့မဖြစ်နိုင်တဲ့ရွေးကောက်ပွဲကို စူးစမ်းနေတာပါဒီအတွက်အဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားပယ်ချပေးဖို့တိုက်တွန်းကြောင်းနဲ့အကြက်ဘက်စစ်ရာဇဝတ်သားမဲအောင်လှိုင်ကို ICC အနေနဲ့အ мян ဆုံးဖမ်းရမ်းထုတ်ပေးဖို့လိုအပ်ကြောင်းတတ်မှတ်ကြီးကတိုက်တွန်းပြောဆိုခဲ့ပါတယ်ခင်ဗျာ2024ခုနှစ်အစိုးရဝန်ထမ်းစွမ်းဆောင်ရည်အညွန့်ကိန်းမှာမြန်မာနိုင်ငံဟာအာဆီယံဒေသတွင်အနိုင်ဆုံးရမှတ်0.27မှတ်နဲ့ကမ္ဘာလုံးဆိုင်ရာနိုင်ငံပေါင်း120မှာအဆင့်119မှာရပ်တည်နေပါတယ်ခင်ဗျာ ဲ့ဒီညွန်ကိန်းကတော့စင်ကာပူနိုင်ငံဟာဒေတာရင်းအမြင့်ဆုံးမှာရမှတ်0.85နဲ့ဥဆောင်နေပြီးမြန်မာနိုင်ငံထက်အနည်းငယ်အဆင့်သာတဲ့ကမ္ဘောဒီးယားနိုင်ငံဟာရမှတ်0.31နဲ့ကမ္ဘာဆင့်136မှာရှိနေပါတယ်။အညွန်ကိန်းရဲ့ရလဒ်တွေအရမြန်မာနိုင်ငံဟာအစိုးရအုပ်ချုပ်ရေးစနစ်မှာထိရောက်မှုယုံနေနေပြီးအုပ်ချုပ်ရေးရန်နေရာကိုတိုးတက်ကောင်းမွန်စေဖို့အတွက်ကြေပြန့်တဲ့ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေကြောင်းဖော်ပြထားပါတယ်။ ခိုင်မာတဲ့အစိုးရဝန်ထမ်းအဖွဲ့အစည်းတွေမရှိရင်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုရေရှိတည်တက်နိုင်ဖို့နဲ့ပြည်သူလူထုရဲ့ယုံကြည်မှုကိုတည်ဆောက်ဖို့အခက်အခဲမှာဖြစ်ကြောင်းအညွှန်းကိန်းကသတိပေးထားပါရခင်ဗျာဒီကနေ့ညခင်းမှာနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရာကတော့မြင်းညံ0ပျောက်ကြားတပ်ဖွဲ့ကလက်တံကံမင်းပြုလုပ်နေပါတယ်အဲ့တော့မြင်းချံဒေတာမှာစီရေးပြင်းထန်နေပြီးဒီကံမင်းကဘာထွက်ပြုလုပ်တယ်ဘလောက်ပြုလုပ်တယ်ပြည်သူတွေဘယ်လိုမျိုးပံဝင်လို့ရနိုင်တယ်ဆိုတာကို ဇီရိုပြောက်ကြားတက်ဖွဲ့ကဥဆောင်သူကိုသက်ကြီးကအခုလိုမျိုးရှင်းပြထားပါတယ်။နားဆင်နိုင်ပါပြီခင်ဗျာ။ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အညာမှာ၈လပိုင်းကနေစပြီးတော့ပေါ့နော်။တကယ်အမှန်တကယ်လုံးလုံးရတာတော့ကျွန်တော်တို့2025အစကနေကအလုပ်တော်တော်လုပ်ရပါတယ်။အဲကျွန်တော်တို့လင်းမြေတစ်ကိုပေါ့နော်။ကျွန်တော်တို့ဒေတာပဲပြောပါတော့ခြေဆိုင်ဒေတာကိုကျွန်တော်တို့ပြန်ပြီးတော့ကပ်ပြီးတော့ကျွန်တော်အလုပ်လုပ်တဲ့ချိန်ကနေစပြီးတော့ဒေါ်လေး entire အတိုင်းဂျုံကန်ပြီးတော့လုပ်ခဲ့ရတာရှိပါတယ်။စကိုင်းဘက်ကနေကျွန်တော်ခြေပြူတာဒေတာ ကျွန်တော်ရဲ့ဇာတိဖြစ်တဲ့မြန်မာဘက်ကိုကျွန်တော်တို့ကူပြီးလုပ်တဲ့ချိန်မှာအခက်အခဲအများကြီးလည်းရှိခဲ့ပါတယ်အများကြီးလည်းကျွန်တော်တို့ပွဲတွေကခဲ့ရပါတယ်2025မှာပဲအဲ့ရှိပိုင်းလေးမှာလည်းကျွန်တော်တို့ရှိတော့ရှိခဲ့တာပေါ့နော်တိုးတိုးညာလည်းအဲ့ရှိမှာတော့အခြားပေါ့မြန်မာမျိုးနဲ့ပတ်သက်တဲ့မြန်မာခရိုင်တွေကကျွန်တော်ငဇုံမှာကျွန်တော်လှူရှားမှုတွေအများကြီးရှိခဲ့ပါတယ်အဲ့မှာလည်းကြိုးကြကြိုးကြအောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်သို့တော်လည်းကျွန်တော်တို့ကထုတ်ပြန်တဲ့ဟာကိုကျွန်တော်တို့အရင်ဟိုအားနည်းအောင်ကျွန်တော်တို့လုပ်လိုက်ပါတယ်တိုးတိုးသိသိနဲ့ပဲလုပ်တယ်ပေါ့ကျွန်တော်နယ်မြေတက်မှာကိုယ်နယ်မြေဆိုတော်ညာလည်း ကျွန်တော်တို့ပြန်လှုပ်ရှားရတာနေမြေတိဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်မှာအဲမလိုအပ်တဲ့ error fee အားတွေကျွန်တော်တို့ပါလာမှာကြောက်တဲ့အတွက်တူတူတိတ်တိတ်တောင်းလက်တဲဝဲနဲ့ကျွန်တော်တို့အများကြီးငဇွန်တွေကိုလည်းကာကွယ်စောင့်ရှောက်တိုက်ခိုက်ခဲ့တာတွေရှိပါတယ်အဲ့တော့ဟိုဒီမြင်းညက်မက်ကိုကျွန်တော်တို့ကတ်ပြီးတော့လှုပ်လှုပ်တဲ့ခါမှာလည်းကျွန်တော်တို့နေမှာလည်းအများကြီးအလုပ်လုပ်ရတာတွေရှိတယ်ပေါ့နော်အများကြီးရှိတယ်ရှိတော့တော့အဲခဲရန်ကကျွန်တော်တို့ရှိတာနဲ့နော်အပူခဲရန်နေတိုက်ခိုက်ခဲရန်နဲ့ကျွန်တော်တို့အရန်ခဲရန်နေဟိုကုံတလောင်နှီးပါဖြစ်ဖြစ်သွားတယ်ပေါ့တက်ဆောင်ကြည်လောက်ပဲရှိရတဲ့အနေအထားမျိုးတွေက ဒီ2025မှာတော်တော်လေးကြုံတွေ့ရတာပေါ့တော်တော်လေးကြုံတွေ့ရဒါတောင်မှရန်သူဘက်ကကျွန်တော်တို့ရတာလေးတွေအနေချင်းရှိတယ်နောက်တစ်ချက်ကကျွန်တော်တို့ပို့ပြီးတော့အခုချိန်မှာဟိုအဆင်ပြေလာတာကလည်းကျွန်တော်ဒီလဆင်ပေါ့နော်အရင်တော့ကတော့ MOD ကကျွန်တော်တို့မျှော်ရတာရှိတယ်အခုတော့၆လပိုင်းကနေစပြီးတော့ကျွန်တော်တို့ MOD ကနေလဆင်ထောက်ပံ့ငွေလေးကပုံမှန်လေးဝင်လာတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီနေမြေပွဲတွေမှာဆိုရင်လည်း MOD ရဲ့ထောက်ပံ့မှုကတည်တည်တသာလေးရလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အသက်ရှူတော့နည်းနည်းချောင်နေပုံ အဲ့လိုပဲပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီသွားပြောလို့တော်လန်ရေးအချိန်ကကျွန်တော်အရင်လည်းပြောခဲ့တယ်လို့ပဲကျွန်တော်ဂျိုးပိုင်းထဲမှာထိုးတာမဟုတ်တဲ့အတွက်ကျွန်တော်တို့အချိန်တော့ခံမှန်းလို့မရပါဘူးနောက်တစ်ချက်ကလက်ရည်တို့ထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘသူကွဲဘသူပြဲမယ်ဆိုတော့ကျွန်တော်တို့ခံမှန်းလို့လည်းမရဘူးပေါ့အဲ့တော့ကျွန်တော်လည်းကွဲပါတယ်ပြဲပါတယ်အဲသူတို့လည်းနာတာပါပဲအဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ကဒေတန္တရာအာသာချက်နဲ့သူတို့ကိုအများကြီးရှင်ပြိုင်တိုက်ခိုက်နေတယ်လို့ကျွန်တော်ညီတွေရဲ့အတွေ့အကြုံကလည်းအများကြီးသူတို့ကိုဒုက္ခပေးနိုင်ခဲ့တာတွေရှိပါတယ် ဲ့တော့ဘာဖြစ်ကျွန်တော်တို့ကသွားရမှာပဲကျွန်တော်တို့ရှောက်ပြီးသားလမ်းကနောက်ပြန်ဆုတ်လို့မရတယ်လို့ရက်တန့်နေလို့လည်းမရအောင်အဲ့တော့ပုံမှန်တရရတက်ရမယ်အဲ့ကြောင့်ကျွန်တော်ပြောခဲ့တာဇွဲတက်တိဆိုတာတော့ကျွန်တော်တို့မှာရှိပြီးသားဖြစ်တယ်ဇွဲလည်းရှိလို့ဒီချိန်ထိ၄နှစ်ကျော်၅နှစ်အတွင်းမှာကျွန်တော်တို့ရက်တည်လာနိုင်တယ်နောက်အဲ့ပုံမှာထပ်ပြီးတော့နောက်ကြာလာမယ့်အချိန်အတွက်ကျွန်တော်တို့ဘာလို့လဲဆိုတော့တက်လုံလို့လာတယ်တက်လုံကျွန်တော်တို့တော်လိုင်းစကနေအခုချိန်ထိကပြည်သူအခြေပြုတ်ပြီးတော့ကျွန်တော်တို့သွားရတယ် အဲ့တော့ကျွန်တော်ဆိုလို့ရှိရင် campaign တစ်နှစ်ကိုနှစ်ခါလောက်လုပ်ပါတယ်အဲ့ဒီ campaign ရရရှိတဲ့ငွေတွေကိုကျွန်တော်တည်တာတာကျွန်တော်စုဆောင်းဝယ်ယူထားတာတွေလည်းကျွန်တော် campaign ပြီးတာနဲ့မကြမီမှာအများအားချက်ချက်ပြတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခါအခုကကြာတော့ကျွန်တော်တို့ဘာပြန်စဉ်းစားရမလဲဆိုတော့ပြည်သူတွေကိုကျွန်တော်တို့ကပြန်ကြည့်တဲ့အနေနဲ့ကြည့်ရအောင်ကြည့်ရအောင်မယ်ဆိုတော့ဒီလက်တံလည်းပြောင်းခြင်းနဲ့ပြည်သူကိုလည်းကြည့်ရမယ်ဆိုတော့ဟိုပထမဆုံးပြောချင်တာတော့ဒီလက်တံ campaign လေးပြည့်မီုံနဲ့ကြော်လွန်ခဲ့ရင်တော့ကျွန်တော်တို့ပို့ပြီးတော့ ဟိုတင်းနေမိမှာပါနှစ်သက်မိမှာပါဟိုလည်းအားရှိမိမှာပါဘာလို့လဲဆိုတော့ဒီကျွန်တော်တို့လိုအပ်ချက်တွေအများကြီးလိုအပ်ချက်အများတဲ့ပြင်ဒီတစ်ခါကျွန်တော်ရဲ့အစီအစဉ်ကဒီပြည်သူနည်းနည်းလေးပြည်သူဘက်ကဖီအားလေးတွေရှော့ကျင်တာဖြစ်တဲ့အတွက်ခဲရလေးတွေဝင်မယ်အဲ့ထက်ကနေအပူရှိလာတဲ့ခါကျရင်ကျွန်တော်တန်ရင်းရဲ့စီးပွားရေးပေါ့နော် investment တစ်ခုပေါ့လုံးဝ sure ဖြစ်တဲ့တေချာတဲ့ investment လေးလုပ်ပြီးတော့တန်ရင်းအတွက်ဝင်လာမဲ့ငွေလေးတွေကိုကျွန်တော်ရှာကျင်တာပေါ့နော်အဲ့အတွက်ပို့ပြီးတော့အဲကျွန်တော်အားမျောလင်းမိပါတယ်ပေါ့နော်ဒီအားကို2000လဲ ကြော်ရင်တော့ပိုကောင်းတာပေါ့တော်တော်များလေလက်ရှိအချိန်ဒီမှာတော်လိုင်းရေးမြေပြင်မှာရှိတဲ့တော်လိုင်းရေးအဖွဲ့တွေတော်တော်များများကလည်းဒီကမ်ပိန်းတွေလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ချိန်ရတာပေါ့နော်အဲကိုလောဘချီတဲ့တော့1000လုပ်လို့လည်းမရဘူး3000လို့ဟွာလုပ်လို့လည်း9000လုပ်လို့လည်းမရဘူးပေါ့နော်အဲ့တော့ဟိုကိုယ့်ရဲ့ balance နဲ့ဖြစ်နိုင်ခြေလေးတွေအဲလုပ်ပြီးတော့ကျွန်တော်2000ဆိုပြီးတော့ကျွန်တော်တတ်မှတ်ပြီးလုပ်တာပါအဲ့တော့ဒီ2000ကကျွန်တော်အကျိုးရှိရှိအတုံးချမှာဖြစ်တယ်လို့ရေရှည်အတွက်လည်းကျွန်တော် plan တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ပြောလင့်ပါတယ်ဒါလေးတွေကိုနောက်တစ်ချက်ကဆောပြောသလိုပေါ့ကျွန်တော်တို့ ဆက်တိုင်နေမှာပါဆက်သွားနေမှာပါကျွန်တော်ဒီအာနာရှင်ကကျွန်တော်တို့ပပြောင်းမအောင်ရမယ်ခုနေဝင်လက်ထက်ကနေကစခဲ့တဲ့အာနာမျိုးဆက်ကတောက်လျှောက်တောက်လျှောက်အများကြီးဖြစ်လာတယ်ကျွန်တော်တို့အခုချိန်ကအခွင့်အခါအတင်လုံးအချိန်အကောင်းဆုံးအချိန်တောင်ပေါ်မြေပြတ်စူးစီးမိစူးစူးစီးမိတဲ့အချိန်ပေါ့နော်အပိုပြီးတော့ဟောဖြစ်တာကြောင့်မြေပြန်သားတွေနေရာတိုင်းမှာတော်လန်ရေးလုံနေကြတဲ့အချိန်ဖြစ်တဲ့အတွက်အခုအချိန်နေရာမြို့တော်လန်ရေးကဒီစစ်အာဏာရှင်ပြုတ်ကြဖို့ တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးကဖြစ်ဆက်ဆက်ကနေပြီးတော့ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဘောင်ထဲမှာခတ်ထားတယ်ကျွန်တော်တို့ကလွန်ပြင်မှာသွားနေရတယ်လို့သွားရပေမဲ့အာနာရှင်ရဲ့ပေါင်ခတ်ခြင်းကိုကျွန်တော်တို့ခံရတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာတွေရှိတယ်အာနာဘယ်အာနာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာနာရှင်ရဲ့ရုပ်မှမူကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာတွေရှိတယ်ကျွန်တော်တို့စာတက်တော်ညာလဲအဲ့ဒီစာက ဟိုအင်မတန်အကျုံးဝင်တဲ့စာမျိုးမဟုတ်ဘူးဘွဲ့ရပညာတတ်ဖြစ်ပေမဲ့ပညာရှိဖြစ်ချင်မှဖြစ်တာအဲ့တော့အလားလေးတွေကွာခြားတာရှိတယ်အဲ့တော့ဒီကောင်လေးကဒီမြေမှာမရှိမှရမှာအာနာရှင်တော့ပြေဖက်ဖြစ်ဖြစ်မရှိမှရမှာအဲ့တော့ဒီတစ်ချိန်မှကျွန်တော်တို့အာနာရှင်ကိုမတိုက်ထုတ်နိုင်ဘူးဆိုလို့ချင်းနောက်ထပ်နှစ်ပေါင်းတရာလည်းဟုတ်တယ်နှစ်ပေါင်းတစ်ထောင်လည်းဟုတ်တယ်ထပ်ပြီးတော့ဆိုရင်ညာရှိတာကျွန်တော်တို့မြေပုံကြီးတောက်သွားနိုင်တယ်အခုတောင်မှကျွန်တော်တို့မြေပုံတစ်ချမ်းကိုရှိတဲ့အဖျားနာလေးကိုလာနင်းပြီးတော့စော်ကားနေတာတွေရှိတယ်လေ ဒါတွေကိုပြည်သူတွေအနေနဲ့ကကျွန်တော်တို့မြင်ကျွန်တော်တို့နိုင်ငံကိုထိတာကျွန်တော်တို့လူမျိုးကိုထိတာ ਨੇ တူတူပဲဗျတိုင်းရင်းသားဆိုမှလည်းကျွန်တော်တို့ဗမာပြည်မြေပုံမှာရှိတာကျွန်တော်တို့တိုင်းရင်းသားတွေပဲအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပါမှာဟာကိုကဒီမှာကိုထေတာကိုမရောက်သေးလို့ဆိုပြီးတော့မလုပ်ပါနဲ့အားလုံးနဲ့တက်ဆိုင်နေကြနိုင်ငံအရေးဆိုတော့အားလုံးနဲ့တက်ဆိုင်နေအရေးကခမရတို့တွေအိမ်ထဲကိုဝင်လာမှာအိမ်ရှိကိုရောက်လာမှာအိမ်ထဲကနေခေါ်ထုတ်သွားမှာပြဿနာတွေရှာမှာဘုံတွေကြမှာကြည်စံတွေမှန်မှာ ဟာငါတို့စီရောက်လာပါပြီလားဆိုတဲ့ဟာမျိုးကမဟုတ်ဘူးဗျဟုတ်ကိုချင်းစာစိတ်လေးလည်းကျွန်တော်ရှိသိခြင်းတယ်ဘာလို့လဲဆိုတော့ကောသလအိမ်မဲ့16ချက်ရှိတယ်လေအနားနောက်ပြီးတော့အလေကြည်လိုက်မယ်တဲ့ခုချိန်မှာတော့အနားဆိုတာတော့ကျွန်တော်တောရွာတွေပေါ့ဗျာတောရွာတွေမှာခံနေရတယ်အများကြီးခံနေရတာလူလည်းမျက်စိရောက်တယ်မယ်အများကြီးခံနေရတာဘုံကျဲတဲ့တန်လေးခံရတယ်နောက်ဝင်လာတယ်မိဆိုတယ်တက်တယ်အများကြီးကုန်နေကြပြီအများကြီးကုန်နေကြပြီအဲ့တော့အနားမှာလောလောဆယ်နောက်နေတယ်အဲဒါမှမဟုတ်ကောသလအိမ်မဲ့16ချက်ရအလေကိုနောက်ချိန်ကြရင်ခင်ဗျားတို့နှစ်ဖူးတွေ့တွေ့တွေ့လိမ့်မယ် ဲ့တော့အလဲကိုနောက်ဝင်လာခဲ့ပါခင်ဗျားတို့အနားနောက်နေတဲ့ချိန်မှာကောက်ပုံးချိန်ပဲခင်ဗျားတို့ပါဝင်ပူပေါင်းမှုကျွန်တော်ဟိုနေ့ကလည်းပြောခဲ့တယ်မကြောက်ပါနဲ့ပါဝင်ကြပါမကြောက်ပါကျွန်တော်တို့လည်းတာမန်လူပဲဗျာကျွန်တော်တာမန်လူတာမန်လူကနေမှကြောက်တော့ထထုတ်တာပဲကျုံးရုံနဲ့တွေ့သူမကြောက်ပဲဖြစ်သွားလိမ့်မယ်အဓိကလုံးဖို့လိုတာပဲအလုပ်တစ်ခုကမလုပ်ဘဲနဲ့ဟာငါဘာဖြစ်ပါမလားဆိုတော့မတွေးနဲ့လုပ်ပြီးလို့ရှိရင်အဲ့ပုံမှာစီမျိုးတွားလို့ရှိရင်အဲ့အလုပ်ကဖြစ်ပြီဒါပေမဲ့အဲ့အလုပ်ပေါ်မှာအာယုံဆိုင်နှလုံးသားနဲ့တိဆောက်ရင်ဘက်နဲ့လုပ်လို့ပြန်ပါလိမ့်မယ်ရှေ့လည်းရောက်ပါလိမ့် ဲကျွန်တော်ဒါလည်းပြောခြင်းတယ်เนาะစစ်ကောင်စီကသူတို့လုံးဆရာရှိတဲ့လုပ်ကိုတစိုက်မမက်လုပ်နေတာဗျတစိုက်မမက်လုပ်နေတာဘောင်းစုံကန္တာဘောင်းစုံကနေတစိုက်မမက်လုပ်တာညီပြလဲပါမယ်နောက်တစ်ခါဒီကျွန်တော်လူမှုကွန်ရက်စာမျက်နှာတွေမှာအဲလာပြီးတော့ကျွန်တော်ဒီစိုက်ဝါပုံစံမျိုးတွေပေါ့နော်အဲဒါဒါတွေလည်းကျွန်တော်တို့ပါတယ်နောက်အဖွဲ့အချင်းတွေးခွဲစည်းရုံးတာတွေကျွန်တော်တို့မမြင်နိုင်တဲ့အရင်ခေတ်ကဒလန်ဒလန်မြကျွန်တော်တို့တော်လိုင်းစာတော့အဲ့ဒလန်ရှင်းနဲ့ဖောင်းထိုင်းဆိုကျွန်တော်တို့ပြီးသွားပြီဒါဒလန်ဟုတ်တော့တရှိုးဖြစ်သွားတယ် တချို့ဆိုတော့အင်မတန်လေးနဲ့တော်တယ်အဲ့တော့စိတ်ဝင်လာတဲ့တချို့ကကျွန်တော်တို့မမြင်နိုင်ဘူးမသိနိုင်ဘူးကျွန်တော်ထဲမှာလည်းရှိရှိပဲအခြားထဲမှာလည်းရှိရှိပဲအန်ရည်တိတ်ညာတယ်အဲ့တော့ဒီတချို့တွေကမမြင်နိုင်တာဖြစ်တဲ့တော့ကျွန်တော်တို့နှီးမျိုးတုံနဲ့တွေးကွဲနေတာတစ်ဖက်နဲ့တစ်ဖက်ဒီလိုတွေဖြစ်နေကြတယ်အဲ့တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအနေနဲ့လည်းဒါလေးတွေပြန်ဆန်းစစ်ပြီးတော့ကျွန်တော်တို့သုံးတတ်တယ်တော်လိုင်းကကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့ပခုံးမဟုတ်တဲ့တဲ့ဒီရောက်လာပြီလို့ခံယူဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ပခုံးမဟုတ်တဲ့တဲ့ရောက်လာ ကျွန်တော်တို့ကယုံမှာကျွန်တော်တို့အားကိုးရမယ်ကျွန်တော်လက်ကျန်တရားကိုဖွဲ့စည်းတယ်ကျွန်တော်ရှိမယ်ဒါတွေကလည်းသူတို့ဘက်သူတို့လုပ်ဆရာရှိတယ်လို့လုပ်မှာပဲဒါတွေကတော့ပတ်သက်တဲ့ဆက်ဆက်တဲ့ဒေါ်လိုင်းသမားတွေအားလုံးသိကြတယ်ဓာတ်ရုပ်ဖွဲ့စည်းရဘယ်လိုဆိုတော့အားလုံးသိကြတယ်အဲ့တော့ကျွန်တော်တို့သူတို့ကလည်းသူတို့ဘက်သူရှိတယ်ကျွန်တော်တို့ကဏ္ဍမှာကျွန်တော်တို့ကညီညွတ်ဖို့ပေါင်းစုဖို့အားလုံးလုပ်ကြဖို့လေကျွန်တော်တို့လိုလာပြီဗျအလိုလာပြီကျွန်တော်တို့အတိတ်ကတော့မြေပြတ်မှာရှိတယ်ကျွန်တော်အညာသားတွေပေါ့နော် အညာဆိုရင်လည်းအခြားနေရာတွေပါတာပေါ့နော်အဲကျွန်တော်အထက်မှာဥပမာ ARV တို့ပါတို့လည်းကျွန်တော်တို့ဒီဆက်ဆက်ပြီးမကွေးနဲ့စီစဉ်သွားမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြေပြန်သားတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းရေးတာဝန်တွေကကျွန်တော်တို့ပခုံးမုတ်ကိုကြားရောက်လာပါပြီကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့လှုပ်ကြကြအောင်ဆိုတော့ကျွန်တော်ကိုဆောင်ကားတို့ပေါ့နော်ကျွန်တော်ဆက်ဆံရေးတိစောက်တာလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော်လိုင်းရေးအတွက်ဆိုရင်လက်ရှိကျွန်တော်မှာကျွန်တော်ကမျိုးသားညီညီဆိုရကာဝေးဝင်ကြီးဌာနအောက်ကတည်ရင်မှုတယောက်ပါသူတို့ညာလေကျွန်တော်ကကျွန်တော်ရဲ့ဌာနနဲ့ကျွန်တော်တည်ရင်ကိုလေစော်ကားနေမှာမဟုတ်တယ်လို့ တော်လန်ရင်အတွက်ဆိုလို့ရှင်မြေသူနဲ့ပူပေါင်းပြီးတော့လှုပ်ရလှုပ်ရကျွန်တော်လုံနိုင်မှုအကျန်တက်ပါမယ်လုံလဲလုံပါဒီလိုကိစ္စမျိုးမှာကျွန်တော်တို့လာပြီးပြောရင်အဆင်ပြေမှာမဟုတ်ဘူးကျွန်တော်စော်ကားပြီးလုံမှာမဟုတ်ဘူးဘောင်းကိုကြော်ပြီးလုံမှာမဟုတ်ဘူးဒါပေမဲ့တော်လန်ရင်အတွက်ရှေ့ရှုပြီးတော့မြေသူလူမျိုးမြေတိအဖွဲ့အစည်းနဲ့ဖြစ်ဖြစ်ဥပပေါင်းပါဝင်ပြီးကျွန်တော်အမြဲလုံပါမယ်အဲကုဆောင်ခါတို့နဲ့ကျွန်တော်ပြောတာပြောထားတာတွေလည်းရှိတယ်အဲကျွန်တော်ကြီးတယောက်အနေနဲ့ကုဆောင်ခါတို့လုံမဲ့နေရာမှာကျွန်တော်အားဖြည့်ပြရစေအားလဲကျွန်တော်ပြန်ပြီးတော့ ွာဖြစ်ပါမယ်ဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်ကိုဆောင်ကလည်းဆိုလည်းအချိန်ချင်းကျွန်တော်တွေ့ပါတယ်အဲ့တော့ကိုဆောင်ကလည်းအာရှိစရာစကလုံးနေနဲ့ကျွန်တော်ကိုပြောပါတယ်ပြောပါတယ်အများကြီးပြောအဲ့တော့ကျွန်တော်တို့အညာအားကောင်းပါပါအားကောင်းပါအဲ့တော့ကျွန်တော်တို့ပူးပေါင်းပါဝင်ကြမယ်နော်တွန်လိုင်းဖွဲ့စည်းနေနေလည်းကျွန်တော်တို့ဆွမ်းပြောသလိုပေါ့နော်ဟိုတယောက်နဲ့တယောက်ငါဆိုတဲ့ဟာမထားဘဲနဲ့ကျွန်တော်တို့ပြုပြင်ကြအောင်အပြောလေးတွေလျှော့ပြီးတော့လုံးတင်တာလေးတွေကျွန်တော်တို့ထပ်လုပ်ရမယ်လူဆိုတာတော့မှားနိုင်တာပေါ့ဗျာကျွန်တော်လည်းမှားခြင်းမှားပါတယ်တိုးတော်ညာလေကိုမားတဲ့အမဒီတော်လိုင်းရဲ့အပေါ်မှာ သိရှိရှိနဲ့တိတိကြီးနဲ့မှားတာမျိုးတော့မဖြစ်စေချင်ဘူးဒီတော်လိုင်းကြီးကိုရှေ့ရှုပြီးတော့စေတနာအမားမျိုးဆိုရင်တော့ကျွန်တော်တို့မှားကြပါပါเนาะတိတိကြီးရဲ့ဥမာအတ္တကြောင့်မှားတဲ့အမားမျိုးတွေဒါမျိုးတွေတော့လုံးဝကျွန်တော်တို့မလုပ်ပါနဲ့လို့ကျွန်တော်ကပြောချင်ပါတယ်အဓိကတော့ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီဖောက်ပြန်တဲ့လူတွေကိုကျွန်တော်တို့တော်လန်နေတာဗျဒီအာနာရှင်ဆိုတာကတကယ်နိုင်ငံရေးသမားတွေတည်ပါနိုင်ဟိုခေတ်ဆက်ဆက်ကနိုင်ငံရေးကိုခုလုံးလုပ်ပြီးတော့ကိုရိုးရှာတဲ့ကောင်တွေဒါပဲ ဒီကောင်လေးစိတ်မချတာပဲတကယ်ဒီကောင်လေးကရှောက်လို့တယ်တကယ်ပေးစားရတော့ကျွန်တော်တို့ကတိုက်တယ်ခိုက်တယ်တကယ်တည်သွားပြီဆိုရင်လူငယ်တွေနဲ့ကြောမွဲလူတန်းသားတွေပဲပေးစားရတာဒီကောင်လေးကခေါင်းပုံဖြတ်သွားတာပဲအဲ့တော့ဒါမျိုးတွေလည်းကျွန်တော်တို့ကမရှိအောင်ဆောရမှာအဲ့တော့ဖောက်ပြန်သူတွေကိုတော်လန်နေတဲ့တော်လန်ရင်းသမားတွေကမဖောက်ပြန်ဖို့တော့တိတ်အရေးကြီးတယ်ကိုကုကုဆန်းစစ်ဖို့လိုတယ်ကျွန်တော်တို့ကိုကုကုကိုပြုတ်ပြင်ရမယ်ပေါင်းစည်းရမယ် ဒါလေးတွေလည်းအရေးကြီးပါတယ်အရေးကြီးရင်ကျွန်တော်တို့တွေးဆရမယ့်အချိန်လည်းကျွန်တော်တို့ရောက်ပါပြီအဲ့တော့ကျွန်တော်တို့တွေအကောင်းဆုံးဖြစ်ဖို့နောက်ဆုံးအခွင့်အရေးကိုကောင်းကောင်းရဖို့တော့တနက်ပြောင်းလာမှကျွန်တော်တို့ဘယ်တော့ပဲရင်ဆိုင်ရရင်ဆိုင်ရကျွန်တော်တို့တွေအရေးကြီးတာဓာသွားပေါ်မှာအသက်ရှူနေရတဲ့ပြည်သူတွေကိုကယ်တင်ဖို့ကျွန်တော်တို့တော်လိုင်းရေးသမားတွေဝါရမစိုက်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ညီကုန်းထုတ်ပါတယ်ခင်ဗျာဒါတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ရင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ဒီကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်